ူကဘယ်လိုလုံးဆိုတော့ဟိုမိသားစုစီးလုံးတာကိုကြိုက်တာမိသားစုစီးလုံးတာကိုသူကကြိုက်တာအခုခဲဦးနဲ့ဟိုကြိုက်တာကတော့ကိုလေးက73နှစ်လောက်ရှိပေါ့အဲ့တုန်းကတော့ကိုလေးကရုံးကန်နေရတော့တတ်မယူနိုင်ဘူးပေါ့နော်အဲ့တော့ယူဖို့လို့နောက်ထပ်3နှစ်လောက်နေဦးမယ်လို့စဉ်းစားတာပေါ့ဒါပေမဲ့ तू ကငါအကုန်လုံးတာဝန်ယူရငါစူးစမ်းမယ်ဟိုကယူလိုက်တော့နင်တို့နှစ်73နှစ်လောက်ဖြစ်နေပြီဆိုပြီးတော့ तू ကနေသူကိုယ်တိုင်ပဲပေးစားခဲ့တာစူးစမ်းတာပေါ့ပေါ့နော်ဟိုကိုကလည်းယူဖို့ပလန်တော်မှမရှိသေးဘူးဒါပေမဲ့မြမလေးကကို तू ကငါအကုန်လုံးတာဝန်ယူတယ် နန်တို့ကစားလှုပ်ကြွေမယ်အဲ့လိုပြောတယ်မိသားစုလည်းအကုန်လုံးကသူတာဝန်ယူတယ်ပေါ့အဲ့လိုပြောပြီးတော့အဲလက်ဆက်ခိုင်းတာနဲ့ယူလိုက်တာပေါ့ဟုတ်ဟိုဆေးမဆိုရင်ပဲလေညီမလိုပါပဲဟုတ်ညီမအရင်တယောက်လိုပဲသူလိုအပ်တဲ့အရာကိုမှန်သမျှပေါ့နော်ကျွန်တော်ဘက်ကလုပ်ပေးနိုင်တဲ့အရာတွေအကုန်လုံးအဲဘာဖြစ်အကုန်လုံးလိုက်လုပ်ပြီးပါတယ်ဟုတ်အဝိရှင်ကအလုံးမောသလားပါတဲ့ခဲကိုဖြစ်ပါတယ်ဟာအေးအာတဖြည်းဖြည်းနဲ့သူကလည်းအဆိုတော်ပြိုင်ဝဲလေးဝင်လာတယ် နိုင်ငံဝင်လာစီးပွားရေးလေးသူကအဆင်ပြေလာပေါ့နော်ညီမလေးအရန်ကြိုးစားတယ်သူကအဲ့မှာသူစီသူကအဆင်ပြေလာတဲ့ခါကျတော့ဘလို့ဖြစ်ရလဲဆိုတော့မောင်အကူတွေအမတွေကိုဘလို့ဟိုမှာဖြစ်ရမလဲပေါ့အခုအခုထိသူ့စိတ်ထဲမှာဘာဖြစ်နေလဲဆိုသူ့စိတ်ထဲမှာအမတွေကိုတွေကိုအဆင်ပြေစေချင်တယ်အာဒါတွေပဲသူတွေးနေသူတွေသူမတွေဘလို့ဖြစ်အောင်လုပ်ပေးရမလဲသူသူအဲ့လိုပဲသူတွေးတတ်တယ်ပေါ့အဲ့လိုမျိုးပေါ့ညီမလေးကတော့လေဟုတ်